ီးတပေါင်းကြောင့်မွေးထားတဲ့မိချောင်းပူပူကြီးလက်ရှိကဘာပေါ်မှာအသက်အကြီးဆုံးဒရာဝအပြင်မှတ်တမ်းတင်ထားတဲ့မိချောင်းတစ်ကောင်ရှိပါတယ်သူနာမည်ကတော့ Henry ပါ Henry ကိုတော့1903ခုနှစ်မှာစတင်ပြီးတွေ့ရှိခဲ့ပါတယ်စင်ဘက်သမားစာ Henry ကနေပြီးစတင်တွေ့ရှိခဲ့တဲ့အတွက်ကြောင့်မလို့မိချောင်းနာမည်ကလည်း Henry ဆိုပြီးဖြစ်လာခဲ့တာပါ တွေ့ရှိပြီးရဲ့နောက်မှာတော့ကမ္ဘာပေါ်မှာရှိတဲ့မိချောင်းမျိုးစိတ်တွေကိုထိန်းသိမ်းဖို့ရည်ရွယ်ချက်နဲ့တောင်ရိကမှာရှိတဲ့မိချောင်းထိန်းသိမ်းစင်တာကိုပို့ဆောင်ခဲ့ပါတယ်။စင်တာမှာလည်းမှတ်တမ်းမှတ်ရာတွေနဲ့တရားပြုစုခဲ့တဲ့အတွက်ကြောင့်မလို့ဟင်နရီကတခြားမိချောင်းတွေနဲ့မတူဘဲနဲ့ထူးခြားနေရာကိုအားလုံးကတည်ထားလာခဲ့မိကြပါတယ်။အရက်က9မီတာအထိအရှိရှိရဲ့အပြေကိုမှလည်းအလေးချိန်ကလည်းကီလို900ကျော်အထိကိုမှလေးပါတယ်။သူနဲ့မျိုးစိတ်တူတဲ့ Nike Crocodile နဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်အလေးချိန်က2ဆလောက်အထိကိုမှကွာဟနေရဖြစ်ပါတယ်။ အသက်ရှင်နေရောမိချောင်ဖိအောင်ကျွန်းနောက်လိုဟင်နရီကသူနဲ့မျိုးစိတ်တူတဲ့မိချောင်မ6ယောက်နဲ့တွဲခဲ့ပါတယ်မျိုးအောင်လုံးနဲ့အတွက်ကြောင့်မလို့မိချောင်ခလေးပေါင်း1000ကျော်ကိုလည်းဖတ်ခဲ့ပြေးမွေးထုတ်နိုင်ခဲ့ပါတယ်ဘန်နီမွေးလဲဆိုတော့ကိုတော့တေချာတော့မသိပေမဲ့စင်နာကိုစောက်ရောက်လာတဲ့ဒီဇင်ဘာလ16ရက်နေ့ကိုဟင်နရီရဲ့မွေးနေ့ဖြစ်အားလုံးကသတ်မှတ်ထားကြပါတယ်အခုဆိုလို့ရှိရင်တော့ဟင်နရီရဲ့အသက်က120နဲ့မှ3နှစ်ကိုကျော်လာခဲ့ပြီဖြစ်ပါတယ်လက်ရှိအချိန်အထိကိုလည်းကြက်ကြက်မမာနဲ့တရောင်မီတရောမို့လို့ကမ္ဘာအသက်အကြီးဆုံးမိချောင်အဖြစ်လဲဂရင်းနဲ့မှတ်တမ်းဝင်ထားပါတယ်ထူးထူးခြားခြားနဲ့အစံပြလို့နဲ့မိချောင်ကြီးပါပဲ